ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်တာရုပ်ပြည်ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့၄ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်မေလ2025စနေနေ့အထိတပတ်တာကာလအတွင်းကျွန်တော်တို့ဒီတပတ်ဒီတစ်ခါအလှည့်ကြတာတော့ဘုရဘူးသားသမီးတွေအလှည့်ဖြစ်ပါတယ်ဘုရဘူးသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီတပတ်အတွက်ဘုရဘူးသားသမီးမိတ်ဆွေများကြည့်လိုက်ကြရအောင် ကဲဘုရုသာသမီးမိတ်ဆွေများရဲ့ဒီတစ်ပတ်ကံကြမ္မာကတော့ကဲပညာနဲ့ပတ်သက်တဲ့ကိစ္စတွေဘာသာတရားဆိုင်ရာကိစ္စတွေအလွန်ကောင်းတာဖြစ်ပါလေနော်အဲ့တော့ဘုသူဒ္ဓတွေရတာကိုယ့်ရဲ့အတွေးခေါ်တွေပို့ပြီးတော့မြင့်မားလာတာကိုကြံစီတွေးတောတာတွေကပို့ပြီးတော့မှန်ပြီးတော့နော်ကိုကြံစီတွေးတောတဲ့အတိုင်းလက်တွေ့မှာဖြစ်လာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ ဒီတစ်ပတ်မှာကိုကအင်တာဗျူးပြင်မယ်စံမွဲပြင်မယ်ပညာဆိုင်ရာကိစ္စတွေကိုလုပ်မယ်ဆိုအထူးပဲဦးစားပေးအောင်မြင်တဲ့တစ်ပတ်သာဖြစ်ပါတယ်ဟဲ့လားဘာသာတရားနဲ့ပတ်သက်တဲ့ဟဲ့လားဇီရီပထိုးဘုံကြီးကျောင်းဓမ္မယုံစသဖြင့်ဘာသာရေးဆိုင်ရာအဆောက်အုံတွေကိုတွားရလာရအလှတန်းတွေတွားရလာရကြုံရရင်တော့ဒီတစ်ပတ်မှာပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရပါတယ်ကံကောင်းနေမှာပါအဲ့တော့ကြီးကဲသူတွေရဲ့အကူအညီအထောက်ပံ့ဆိုတာမျိုးတွေလည်းရတတ်တယ်အများလေးစားချစ်ချစ်ချစ်ခင်ချင်းကိုခံရတတ်တယ်အဲ့တော့ ကိုရှိကိုတပည့်လက်သားအလုသမားအကူကြီးအထောက်ပံ့ပေးမဲ့သူတွေရောက်လာတတ်တယ်ငွေကြေးအဖြစ်လက်ပိတ်နေတာအလုတွေမှာလက်ပိတ်နေတာကံပိတ်နေတာတွေဒီတစ်ပတ်မှာပြန်လဲပြီးတော့ပွင့်လာမှာဖြစ်ပါတယ်အဲ့တော့ကံပွင့်လက်ပွင့်တပတ်တာလို့လည်းတနည်းအားဖြင့်ပြောလို့ရတယ်အကိုရဲ့ရေးကိစ္စတွေကကိုလှုပ်တာတွေကဒီကိစ္စမှာလည်းတစ်ဖက်မှာအောင်မြင်ပြီးစိတ်ချမ်းသာသလိုနောက်ကိစ္စတစ်ခုအတွက်လည်းအဆင်ပြေလို့ကိုမှဝမ်းသာရတယ်ဆိုတာမျိုးတွေဖြစ်မှာအဲ့တော့ကိုကတလန်းလိုက်နှစ်လန်းလောက်ရှေ့ကိုရောက်နေမယ်ဆိုတော့တပတ်တာ ကာလာမျိုးဖြစ်ပါတယ် အဲ့တော့ဒီတစ်ပတ်မှာကိုဟာတပိုင်းတနိုင်ဘာသာရေးကိုတတ်နိုင်သမျှလှုပ်လေကိုတော့ပူပြီးအကျိုးရှိလေဆိုတော့တပတ်တာဖြစ်ပါတယ်အဆောင်ကောင်းလက်ဖွဲ့ပစ္စည်းကောင်းဟဲ့လားဒုမဂရောကံပစ္စည်းအမတရပစ္စည်းအဲဆိုတာမျိုးတွေရောက်လာတတ်တယ်ဒီတစ်ပတ်မှာကျမ်းမာရင်နဲ့ပတ်သက်ရင်တော့ခေါင်းမူးတာခေါင်းကြိုက်တာအနှဲငယ်ဇက်ကြောထူတာအနှဲငယ်ဖြစ်တတ်တယ်ဆိုရင်လောက်တဲ့အခြေအနေမှာမရှိပါဘူးနောက်တစ်ခုမှာဆိုလို့ရှိရင်ကိုကဆရာသမားအကြီးအကဲတယောက် လုပ်ငန်းရှင်တယောက်ဆိုတပည့်လက်သားကောင်းနေကိုစီကိုရောက်လာတတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အိမ်မကန့်နိုင်သွားလာရဆိုတာမျိုးတွေကြုံရတတ်တယ်အဲ့တော့ခီးတို့ခီးနီးတွေသွားရလာရမယ်သွားရလာတဲ့ခီးတွေမှာလည်းအကျိုးရှိတယ်အဲ့တော့အရေးကြီးသောခီးကောင်းသောခီးတွေဟိုဒီဘက်မှာအကောင်တွေပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့လည်းတွက်တူတူအယောင်းဝယ်လေးတွေကိုယ်ပိုင်လုပ်ငန်းလေးတွေကတွက်လက်လာမယ်ဥမော်လာမှာဖြစ်ပါတယ် တော့ဟာလာအလုံးမှာနေရာကောင်းရတာဝင်ငွေကောင်းတာမျိုးတွေနော်လက်ကငွေတိုးတာ အောက်ဆက်ရတာမျိုးတွေကြုံရမယ်တပတ်တာကာလာလည်းဖြစ်ပါတယ်ငွေကြေးအကြံစီအလုတ်ကန်အကြံစီတွေတနည်းအားဖြင့်အောင်မြင်မယ်ဆိုတော့တပတ်တာဖြစ်ပါတယ်ကဲအခြေအိမ်တော်ရဲ့မေတ္တာရေးနဲ့ပတ်သက်ရင်တော့နားလည်မှုလွဲတာတားစားတာမဖြစ်တာအမြင်မကြည်လင်တာလေအနှဲငယ်ဖြစ်တတ်တယ်စိုးရင်လို့တဲ့အခြေအနေတော့မရှိပါဘူးအဲ့တော့လုပ်ငန်းတည်စတင်ထူထောင်မယ်ဆိုင်ကနာရုံးငန်းတွေဖွင့်မယ်အရေးကြီးတဲ့လုပ်ငန်းတွေကိုစီမံခန့်ခွဲမယ်စတင်လုပ်ကင်မယ် အလုတ်သားရှောက်မှာအင်တာဗျူးပြမှာစတဲ့ဒီလိုကိစ္စတွေရည်ရွယ်ကြံစည်တာရဲ့လှုပ်ချင်းဖြစ်အောင်မြင်အစီအမံနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကဘာသာရေးတန်နိုင်တစ်ပိုင်းလှုပ်လေကို့အတွက်ပုံကန်တက်လေပို့ပြီးတော့ကန်ကောင်းလေပို့ပြီးတော့အစမပြေတာတွေကနေအစီအပြေလေအဲ့တော့လက်မဲ့အခြေအနေကနေပို့ပြီးတော့လက်ရှိအခြေအနေကိုပြစ်လာမယ်။ငွေကြေးရပြီးအထောက်ပံ့အခွင့်အလမ်းရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမယ်။တပတ်တာဖြစ်ပါတယ်။ဒီတပတ်ကကံကောင်းနေတဲ့တပတ်တာဖြစ်ပါတယ်။ဒီတပတ်အတွက်ကျွန်တော်တို့ကံကောင်း လွက်ရှင်ကဏန်းကတော့နှစ်ကဏန်းငါးကဏန်းပါအကျူးပေးတဲ့အရာကပန်းအောင်ဖြစ်ပါတယ်ဘုရဝူသားသမီးမိတ်ဆွေများပြပါ